တကယ်လို့လေအောင်မြင်မှုရဲ့အတိတ်ကတော့ချက်ကပါရမီတို့ကံတို့မဟုတ်ပဲနဲ့ပေါ့တခြားသူတွေထက်ပိုမြင်မြင်ပိုကောင်းကောင်းသင်ယူနိုင်စွမ်းထင်နေဘယ်လိုလုပ်မလဲဟွန်းစိတ်ဝင်စားစရာအမိကိုမေဒီနေ့ဆွေးနွေးကြမယ့်အကြောင်းအရာကအဲ့ဒါနဲ့ဆက်ဆက်နေတယ်ထိတ်ဆုံးတပစက်မှရှိနေတဲ့သူတွေကသူများထက်ရှေ့ရောက်နေဖို့ဘလိုနီးလဲနေတုံးနေကြတယ်လဲဆိုတော့ကိုနင်းနေနက်နက်ဆန်ဆန်ကြီးကြတာပေါ့ဟုတ်ကဲ့အဲ့ဒါတကယ်စဉ်းစားစရာပဲ ဥပမာဘဝမှာအစတူခဲ့တဲ့လူနှယောက်ကိုပဲကြည့်လေဟုတ်တယောက်ကမယက်မနာတင်ယူတယ်သူ့နေဘက်မှာဖြစ်ဖြစ်တက်သွားတယ်နောက်တယောက်ကတော့လေอืมကြောင်းပြီးတော့တင်ယူတာရက်လိုက်တာမျိုးဒါမှမဟုတ်အလုံးဝင်ပြီးတိတ်မလေလာတော့တာမျိုးပေါ့အဲဒီမှာကွာသွားရောဟုတ်ကဲ့သူ့တိုးတက်မှုကအဲဒီမှာရက်သွားတယ်လို့ဖြစ်ရောဆိုတော့တင်ယူလာရက်လိုက်တာနဲ့တိုးတက်မှုရက်ရုံမကဟုတ်တကယ်တမ်းကျတော့နောက်ပြန်ဆိုသွားတာနေတော့ဒူးစလို့ပြနေသည်ပေါ့နော်အဲ့လိုပြောလို့ရတယ် ဘဟုတုဒကတစ်ပင်လိုပဲလေရေလောင်ပေါင်းတင်နေမှာရှင်းတမ်းမှာပြထားရင်တော့ဟုတ်တယ်တပြေပြေတည်တင်သွားမှာပေါ့ဆိုတော့စင်ဆက်မပြန့်တင်ယူနေတဲ့သူတွေကသူတို့အနာဂတ်ကိုပိုပြီးတော့ထင်းချုံနိုင်စွမ်းရှိလာကြတယ်ဒီအချောင်းကိုပဲဆက်ပြီးဆွေးနွေးကြည့်အောင်ကောင်းပါပြီဒါဆိုပညာရေးဆိုတာ ဘွေးရရနဲ့ပြီးပြီလို့တွေးလို့မရဘူးဆိုတဲ့အချက်ကနေဆက်လိုက်ကြအောင်ဟုတ်တယ်မလားအတိအကျပဲဒီနေ့ခေတ်ကအယမ်းမြန်နေလေအရာရာကပြောင်းလဲနေတာဟုတ်တယ်လွန်ခဲ့တဲ့9နှစ်လောက်ကတိဟရာကြီးကဒီလေးအသုံးဝဲညင်မှာဝင်တော့မှာအဲ့ဒါကြောင့်မို့အောင်မြင်နေတဲ့သူတွေလေဥပမာ Elon Musk တို့ Warren Buffett တို့လို့ပုဂ္ဂိုလ်ကြီးတွေဆိုရင်သူတို့ရဲ့နေ့စဉ်အလေ့အကျင့်မှာ တင်ယူမှုကအမြဲပါတယ်။စာဖတ်တာတော့ပါတော့မြန်လို့တဲ့ကြတယ်။ဟုတ်တယ်။သူတို့သူတို့ကဒါနေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုလို့ပဲ။ဘလောက်ပဲအောင်မြင်နေပါစေအသက်ဘလောက်ကြီးကြီးတင်ယူတာကိုမရက်ကြဘူး။ဒါတကယ်အရေးကြီးတဲ့အချက်ပဲ။ဆိုတော့အောင်မြင်မှုဆိုတာမွေးရပါအရေးချင်းတဲ့တင်ယူလို့စိတ်နဲ့မှန်ကန်တဲ့တွေးခေါ် mindset ပေါ့။အဲ့ဒါကပို့အရေးပါတယ်လို့ဖြစ်နေပြီ။ အဲ့ဒီ mindset မှာ growth mindset ဆိုတာရှိတယ်လေ growth mindset နဲ့ fixed mindset ပေါ့ဟုတ်တယ် growth mindset ကကိုယ့်ရဲ့အရေးချင်းတွေညာရေးတွေကိုစူးစမ်းရင်တင်ယူရင်တိုးတက်ပြောင်းလဲလို့ရတယ်လို့ယုံကြည်တာ fixed mindset ကတော့အဲဒါကမွေးရပါပဲပြောင်းလို့မရဘူးလို့သတ်မှတ်ထားတာပေါ့ဟုတ်ကဲ့ growth mindset ရှိတဲ့သူကစိန်ခေါ်မှုတွေကိုမကြောက်ဘူးကြိုးစိုးတယ်ကြာရှုံးသွားရင်တောင်း um da tengan sa ba bo khwin ye de khu lo myan na ho hout de chou sa a chong mu ga do tet phu to jet ba lo myan ne da ba me le cha chong mu ko tengan sa yu me so ba me lat twi ma le lu re ga ma ma jao cha da mya de mho la we phan khan ya ma so da myo bo အဲ့ဒါကြောင့်မို့စူဇန်းကျင်စိတ် curiosity ကိုမွေးဖို့လိုလာပေါ့။ဘာကြောင့်လဲဘယ်လိုလုပ်ရင်ပိုကောင်းမလဲဆိုတဲ့မေးခွန်းနေပေါ့။ကိုကိုပြန်မင်းနေဖို့လိုတာပေါ့ ဟုတ်တယ်။ဒါချုံးမှကြောင်းနေမယ့်အစားအဲ့ဒီခါနေဘာရလိုက်တယ်လဲဆိုတော့ကိုအာယုံစိုက်ဖို့လေ့ကျင့်ရမှာပေါ့။ကောင်းပါပြီ။ဒါဆို mindset အပိုင်းပြောပြီးပြီဆိုတော့နေ့စဉ်လက်တွေ့လောက်တဲ့အပိုင်းကိုကြည့်အောင် နေ့တိုင်းအချိန်အများကြီးပေးစရာမလိုဘူးလို့လည်းဆိုရတယ်နော်။တကယ်တော့အလိုပဲနေတိုင်း15မိနစ်ဖြစ်ဖြစ်မိနစ်20ဖြစ်ဖြစ်လေနမဘူစာ7မိနစ်နာပဲဖြစ်ဖြစ်နင်းနှင်းချင်းစီပုံမှန်လှုပ်သွားဖို့ကအဓိကပါ ဟုတ်တယ်ပုံမှန်လှုပ်ဆောင်မှု consistency ပေါ့နော်အဲ့ဒါကပမာဏထပ်ပိုအရေးကြီးတယ် compound effect ဆိုရကြဟုတ်တယ်ဟုတ်ကြဟုတ်တယ်ပါပေါင်းစုတိုးပွားမှုအဲအဲ့ဒါပဲနေ့တိုင်း up percent လေးပဲပိုကောင်းအောင်လုပ်ရင်တနည်းပြတဲ့အခါမူလထက်38ဆလောက်ထိတူတက်သွားနိုင်တယ်ဆိုတာမျိုးအများကြီးပဲနော်7%ဆိုတာနည်းနည်းလေးလို့ထင်ရပေမဲ့ဟုတ်တယ်ရေရှည်မှာအကျိုးအောင်အရင်ကြီးတာဒါပေမဲ့နေ့တိုင်းပုံမှန်လုပ်ဖို့အရေးကြီးတယ်ဆိုပြီးမဲ့အခုခေတ်မှာ အာယုံဆူဆိုင်မှုရဖို့ကတတော်ကိုဟိုစိန်ခေါ်မှုထင်နေတယ်ဟုတ်ပါဖုန်းလေဆိုရှယ်မီဒီယာတွေဟုတ်တယ် notification တွေကတက်တက်လာတာဆိုတော့လေအာယုံကပြင့်လွယ်တယ်အဲ့ဒါတကယ်ပြဿနာပဲတချို့က multitasking လုပ်ရင်အလုပ်ပိုပြီးတဲ့ထင်ကြတယ်အလုပ်တွေတပြိုင်တည်းလုပ်တာပေါ့ဟုတ်တကယ်တော့အဲ့ဒါကထုတ်လုပ်နိုင်စွမ်းကို50ရာခိုင်နှုန်းလို့အထီတောင်းရောက်ကြစေနိုင်တယ်လေအော်ဆိုတော့တကြိမ်မှာလုတ်တစ်ခုတည်းကိုပဲနက်နက်ဆိုင်ဆိုင်ဟာယုံဆိုင်လုတ်တဲ့ deep work ကိုလေ့ကျင့်ဖို့လိုတယ် အဖုန်း notification တွေပိတ်ထားတာမျိုးอืม email ကိုလည်းအချိန်ပိုင်းနဲ့စစ်တာမျိုးပေါ့အဲ့လိုလေးတွေလောရမယ် ion site ဖို့ပြီးရင်နောက်တစ်ခုက seekan discipline ပေါ့ motivation ရှိမှလုပ်မယ်ဆိုရင်ခက်မယ်နော် motivation ကမြင့်ရှိတာမှမဟုတ်တာမှန်လိုက်တာတကယ်အောင်မြင်မှုကစိတ်အားထက်သန်မှုပေါ်မှာမဟုတ်ဘူးကိုပိုင် seekan self discipline ပေါ်မှာမူတည်တာ စိတ်ပါတယ်ဖြစ်စေမပါတယ်ဖြစ်စေလှုပ်တဲ့လာကိုလှုပ်နိုင်တဲ့စွမ်းရည်ဟုတ်တယ်လှုပ်တဲ့တာကိုလှုပ်လိုက်ဖို့ပဲ ခန်းစားချက်နောက်လိုက်နေလို့မရဘူးစင်ချွေတွေကိုလည်းဖယ်ထားလုံးမယ်လို့ဆုံးဖက်ပြီးရင်음ဆွေးနွေးမနေနဲ့တော့လုတ်တာလုတ်လိုက်တချို့ကြတော့လည်းတင်းယူတယ်အစီစဉ်ဆွဲတယ်ဒါမဲ့တကယ်မလုတ်ဖြစ်တာမျိုးဒါမှမဟုတ်ဟိုအသေးစိတ်တိုင်း perfect ဖြစ်မှလုံးမယ်ဆိုပြီးအချိန်ဆွဲနေတာမျိုးတွေရောအဲ့ဒါတွေကတင်းယူမှုရဲ့ထောင်ချောက်တွေပဲ landing loop ထဲမှာပိတ်မိနေလားတော့ perfectionist လေးချုံမဆက်ဖြစ်တာတော့ distraction addiction လည်းရှိသေးတယ်။ဟုတ်တယ်ဟုတ်တယ်။အာယုံပြန်လွင့်စရာတွေနှုတ်လိုက်ရင် အချိန်ကုန်တာပေါ့။အဓိကက execution ပဲ။လက်တွေ့လုပ်ဖို့ပဲ80 20 rule ကိုသုံးပြီးတော့လေကို့အတွက်အကျိုးအများဆုံးဖြစ်စေမယ်20%အလုပ်တွေကိုအရင်ဆုံးအာယုံစိုက်လို့အရေးကြီးဆုံးအလုပ်တွေကိုအရင် လုပ်ပေါ့ဟုတ်တယ်ပြီးတော့ no zero day ဆိုတာလေလို့မှတ်ထားတင်တယ်နေ့တိုင်းအနည်းဆုံးတိုးတက်မှုတစ်ခုခုတော့ရှိပါစေဘာမှမလုပ်လိုက်တဲ့နေ့မရှိစေနဲ့ပေါ့ကောင်းလိုက်တာ ဒါဆိုဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနှိမ့်ချုပ်ရရင်အောင်မြင်မှုရဲ့တော့ချက်ဆိုတာတကယ်တော့ growth mindset ရှိဖို့อืมစဉ်ဆက်မပြတ်သင်ယူလို့စေဖို့ပြီးတော့နေ့စဉ်ပုံမှန်လောက်ဆောင်မှု consistency အာယုံစူးစိုက်မှု focus နေ့ကိုပိုင်းစည်းကမ်း discipline ဒီလေးခုရဲ့ပေါင်းစပ်မှုပဲဆိုတဲ့သဘောပေါ့နော်ဟုတ်ပါတယ်နေတိုင်းတေးသေးလေးပဲကြိုးစားသွားရင်တောင်ရေရှည်မှကြီးမားတဲ့အောင်မြင်မှုတွေရလာနိုင်ပါတယ်။လောကကြီးကတင်ယူမှုရက်သွားတဲ့သူတွေကိုနောက်မှထားခဲ့ပြီးတော့ ဆက်ကြိုးစားနေတဲ့သူတွေကိုစုချတယ်ပေါ့ဒါကြောင့်ကိုရောင်းနေတဲ့အခြေအနေလေးမှာကျင်းနိုင်ရောင်ရဲနေရမျိုး complacency ရဲ့အကြီးဆုံးရန်သူပဲများတဲ့ရှေ့ဆက်ဖို့ကြည့်နေရမယ်အချင်းလက်တရလေးပြတော့ပြီဆိုတော့နောက်ဆုံးမနေ့နဲ့စေးစားစရာလေးတစ်ခုလောက်ပေးခဲ့ချင်ပါတယ်ဟုတ်ကဲ့ဒီနေ့ကစပြီးကိုရဲ့နေစဉ်ဘဝမှာတရက်ကို1%ပိုးတုပ်တဲ့လာအောင်ဘလို့အလေးအချင်းလေးတွေစလုပ်လို့ရမလဲအဲ့ဒါလေးစဉ်းစားကြည့်စေချင်တယ် တင်ယူမှုကိုဘတော်မှမရက်ဘူးလို့ဆုံးဖြတ်လိုက်တာနဲ့ကိုအနာကကိုကိုရိုင်ပုံဖော်ဖို့ခွင့်ရေးကကိုလက်ထဲမှာပဲရှိနေပြီလို့ပြောချင်တယ်